မင်္ဂလာပါခစ်တဲ့ຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမော်ကောင်မြို့မှမုံမိတ်မြို့ဘက်သို့ခြေတက်လာသည့်စစ်တပ်စစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်များကချားဖြတ်တိုက်ခတ်မှု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူအတီပြုဆတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မန္တလေးတိုင်းမိုးကုံမြို့မှာမုံမင်းမြို့ဘက်သို့ခြေတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင်တော်လရေးပူပေါင်းတပ်ဖွဲ့အများကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လရေးတရင်ရင်မြကပြောဆိုပြီးအဆိုပါတရင်မှာမှန်ကန်ကြောင်း KIA KIA ပြောရေးဆိုခွင့်ရှိသူပုံမူကြီးနော်ဘူးကလည်းအတည်ပြုလိုက်ပါတယ် ရမန်နေနိုဝင်မာလာ30ရက်နေ့ည7:00နာရီအချိန်မော်ကုံမြို့ပတ်မှာမုံမိတ်မြို့သို့ထွက်ခွာလာသည့်စစ်တပ်စစ်ကြောင်းနှင့် KIA KPDF အပါအဝင်တော်လှန်ရေးတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေဆဲဖြစ်ကြောင်း KIA KIA ကိုပြည်ရေးဆောင်ရွက်ရှိသူဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါသည် မနေ့ည7:00နာရီဝန်းကျင်မိုးကုတ်ကနေမိုးမိတ်မြို့ဘက်ကိုသွားတဲ့လမ်းကြောင်းမှာတိုက်ပွဲဖြစ်တာပါကျွန်တော်တို့လည်းအသေးစိတ်မသိရသေးဘူးအဲ့ဒီဘက်ကဖုန်းလိုင်းတွေခတ်တော့တဆင်မီတဆင်မီနေရတယ်အဲ့ဒီတော့မိုးကုတ်မိုးမိတ်ကြားလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တယ်လို့ပုံမူကြီးတော်ဘူးကပြောပါတယ်ပေါ်မူကြီးနော်ဘူကနှဝင်းမာနာစမိုင်းကျမတို့တရင်ထာနာနဲ့ဆက်တွေ့မေးမြန်းချက်မှာတရားလန်လေးစောက်ခွားမြေမုံမိတ်မြို့မှာ ABSDF PDF တို့ကို KIA ကစည်ရေးကူညီမြေဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် မုံမိတ်မြို့နယ်အတွင်းခရိုင်တရင်များစီပြီး APSDM PDF တို့နဲ့အတူပူးရဲစီနေကြောင်းတပ်မဆွေအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်းခရိုင်အနေဖြင့်တရင်လန်လေးစုခွာပြီးမုံမိတ်မြို့နယ်ပတ်သက်၍စည်ရဲအရာဆောင်ရွက်ရန်မရှိပေမယ့် APSDM PDF တို့၏စည်ရဲလုံဆောင်မှုများလုံဆောင်လာလျင်ခရိုင်အရာကူညီသွားမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါသည် မုံမိတ်မြို့ထဲမှာကျွန်တော်တို့ခရိုင်တရင်34ရှိတယ်ခရိုင် PDF တပ်ပေါင်းစုအတူတူနေတယ်အခြေချထားတယ်မုံမိတ်မြို့နဲ့ပတ်သက်လို့တိတက်ခရိုင်ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSTM နဲ့ PDF တွေကိုတော့ခရိုင်ကကူညီတာမျိုးရှိနိုင်တယ်လို့ပုံမကြီးနော်ဘူးကပြောဆိုပါတယ် မုံမိတ်ခရိုင်မှာဖြစ်ပေါ်နေသည့်အခြေအနေများအရပြည်သူပြင်အခက်အခဲဖြင့်ကြုံစေကမူပြည်သူနှင့်တပ်သားရင်းစီနေမည်ဖြစ်ကြောင်းဒါအပြင်စစ်ကောင်စီလက်အောက်သို့မကြောက်စေရနှင့်တော်လရင်အောင်မြင်မှုပန်းတိုင်းစီသို့အမြန်ဆုံးရောက်စေစေရန်တော်လရင်ညီနောင်မဟာမိတ်များနှင့်အတူပူးပေါင်း၍အောင်မြင်မှုရသည့်အထင်ဆက်လက်ခြေတက်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုထားပါသည်ဒီရန်လန်လေကအော်တိုဘာလ29ရက်နေ့မှာတရုတ်ဤချောင်းဝင်ဆစ်ဆက်မှုဖြင့်စစ်တပ်နဲ့အပြည့်ရဲဆဲလိုက်ပြီးမိုးကုံးနဲ့မိုးမိတ်မြို့များမှာပြည်လဲဆုတ်ခွာမှုဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ရှင်။ ဆလံပင်မြိုင်းမြို့နယ်မှာစစ်ကြောင်းထုံးနေတဲ့စစ်တပ်ကပြည်သူ၃ဦးနဲ့ပြည်စော်တီ၃ဦးကိုတပ်ဖြတ်ပြီးရွာလောင်းများကိုတော်ထဲမှာဆုံးပစ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းမြိုင်းမြို့နယ်မှာစစ်ကြောင်းထုံးနေတဲ့အကြမ်းမတ်စစ်တပ်ကပြည်သူ၃ဦးနဲ့ပြည်စော်တီ၃ဦးကိုတပ်ဖြတ်ပြီးရွာလောင်းများကိုတော်ထဲမှာဆုံးပစ်ခဲ့ကြောင်းအညာမြင့်အရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်းမှာတာဝန်ရှိသူကပြောဆိုပါတယ်။နိုဝင်ဘာလ29ရက်နေ့မြိုင်းမြို့နယ်ညောင်ရွာကျေးရွာမှာတောတိုင်းအတွင်းစစ်ဆောင်နေသည့် အသက်33နှစ်အရွယ်ကိုငသိန်းကိုစံမှုနှစ်မှထွက်ခွာလာသည့်အကြမ်းမဲ့စစ်ကြောင်းကတရက်ကံပြူစောတိရွာအတွင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်ထို့သောဖန်စီခေါ်ဆောင်သွားပြီးနောက်နိုဝင်ဘာလ28ရက်နေ့မှာအကြမ်းမဲ့စစ်တပ်စစ်ကြောင်းကတရိုက်ကံပြူစော်တဲ့ရွာမတစ်စင်တွင်မရွာဘက်သို့ထွက်ခွာလာစဉ်လမ်းမိုက်တနေရာမှာကိုငသိန်းကိုတပ်ဖြတ်ပြီးရွာလောင်းကိုမြေချင်းရွာနှိမ်နှမ်းစီကံရွာချစီတော်ထဲမှာဆုံပြေခဲ့ကြောင်းကိုသိန်းဤရွာလောင်းမှာဝမ်းပိုက်မှာထိုးတွင်းတရားနှစ်ချက်နှင့်လေပင်လိပြတ်ထားသည့်တရားများတွေ့ရှိခဲ့ရကြောင်းသိရှိရပါသည် အလားတူ၎င်းစစ်ကြောင်းကနိုဝင်ဘာလ17ရက်နေ့ကလည်းအကြမ်းမတ်စစ်တပ်စစ်ကြောင်းကမြိုင်းမြို့နယ်ရွာတန်းချေကျေးရွာမှပြည်သူ့နှအူးကိုဖမ်းဆီးပြီးနိုဝင်ဘာလ13ရက်နေ့မှာတပ်ဖြတ်ကရွာအလားများကိုတော်တွင်းမှာစွန့်ပစ်ခဲ့ကြောင်းသိရပါတယ်။တက်သွားတာတုံးဦးစီပြီး28ရက်နေ့ကအလောင်းတွေတာတက်ဦးရင်ပါတော်ကနိုဝင်ဘာလ17ရက်နေ့တုန်းကရွာတန်းစီကျေးရွာကပြည်သူ့နှစ်ဦးရင်စုစုပေါင်း3ဦးအသက်ခံရတာ အသွားစစ်ကြောင်ဆိုတာတရက်ကံပြူစောတင်ရွာကနေစမှုနစ်ကိုဝင်တော့ကမြိုင်မြို့နယ်ရွာတန်းစစ်ကြေးရွာကပြည်သူနှအူကံနိုဝင်မာလ17ရက်နေ့မှာဖမ်းပြီး73ရက်နေ့မှာတပ်ဖြတ်တာနှစ်ဦးရှိနေနောက်ပြီးအပြန်စစ်ကြောင်ပုံစမှုနစ်ကနေတရက်ကံဘက်ကိုပြန်လာတဲ့အချိန်မှာနိုဝင်မာလ28ရက်နေ့ကဖမ်းခံရပြီး28ရက်နေ့မှာတပ်ဖြတ်ထားတဲ့ယူအလောင်းတွေ့တာပေါ်လို့အညာမြင့်အရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်မှာတာဝန်ရှိသူကပြောဆိုပါတယ် ထို့နောက်အကြမ်းစစ်သားများတက်ဖြတ်သွားသည့်ကိုငန်းသိန်း၏ဂျွာလောင်းတွေ့ရှိသည့်နေရာနှင့်တမိုင်ခွန်ဝေးတဲ့နေရာမှလည်းပခောက်ကူမျိုးနှင့်အောင်သာရပြူစော်တိရွာမှပြူစော်တိအောင်စော်မင်းခိုင်၏ဂျွာလောင်းကိုလည်းတွေ့ရှိခဲ့ကြောင်းပြူစော်တိအောင်စော်မင်းခိုင်၏ဂျွာလောင်းမှလည်းအကြမ်းစစ်သားများနှင့်ဆက်ထားသည့်တရားများတွေ့ရှိရကြောင်းအညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးချောင်းမြို့နယ်ချောင်းမနာရွာကိုစတက်ကဂျာရုကော်ပရာ20ဖြင့်ပုံကျဲမှုပြည်သူနှစ်ဦးတည်ဆုံးပြီးနေအိမ်များစွာပြည့်စည်စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။စကိုင်းတိုင်းချောင်းမြို့နယ်ချောင်းမနာရွာကိုအကြမ်းမတ်စတက်ကဂျာရုကော်ပရာ20ဖြင့်ပုံကျဲတိုက်ခိုက်ရန်ပြည်သူနှစ်ဦးတည်ဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါသည်။နိုဝင်ဘာလ30ရက်နေ့ညနေ3နာရီခန့်မှာချောင်းမြို့နယ်ချောင်းမနာရွာကအကြမ်းတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေဂျိုင်းရိုကော်ပလာ20ဖြင့်နှစ်ကြိမ်ပုံကျတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ အကြမ်းမဆက်တဲ့အီပုံကြတိုက်ခတ်မှုအတွင်ကျင်းရွာနေပြည်သူဥခင်မဝင်းအပါအဝင်ပြည်သူနှုတ်ဦးသေဆုံးပြီးပြည်သူကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများထဲမှာဆိုရင်ရသူများပါဝင်ကြောင်းသိရပါတယ် စစ်ခွေးတွေကဂျာရိုကော်ပလာ၂စီးနဲ့လေကြောင်းတိုက်ခတ်မှု၂ကြိမ်ပြုလုပ်သွားတာပါပထမအကြိမ်ဘုံတလုံးကျချတိုက်ခိုက်တာပြည်သူ၂ဦးထိမှန်နေတဦးကတော့ဒဏ်ရာရပြီးတဦးကတော့တေဆုံနေဒုတိယအကြိမ်ဘုံကျတာတော့တန်ကတော့တပါအပါဝင်ပြည်သူ၁ဦးထိခိုက်ဒဏ်ရာရပြီးတဦးတေဆုံနေလို့ဒေသပြည်သူတဦးကပြောဆိုပါတယ်အလားတူနိုဝင်ဘာလ၂ရက်နေ့ကလည်းချောင်းမျိုးပေါ်ရှိအထွေထွေအုပ်ချုပ်ရေးမှူးချုပ်မှအထိုင်ချတဆွဲထားသည့်အကြမ်းမဲ့စစ်တပ်က120မမလက်နက်ကြီးလေးလုံးဖြင့်ရန်နက်ပစ်ခဲ့ရန်ငလုံးနှင်ကြေးရွာအသင်းတို့ကြားရောက်ပောက်ခွဲခဲ့ပြီးအသက်၁၆နှစ်အရွယ် ွယ်နဲ့22နှစ်အရွယ်အမျိုးသမီး2ဦးသေဆုံးပြီးအသက်73နှစ်အရွယ်အမျိုးသမီး2ဦးအပြင်းထန်ဒဏ်ရာရရှိကောင်နေအိမ်မီးပိုဆောင်များလည်းပျက်စီးခဲ့ကြောင်းသိရပါသည်။ဆလပင်ရွှေဘုံနဲ့ဝက်လက်မှာတမတုံတုံစစ်ကြောင်းကိုတော်လန်ရေးတက်တွေတိုက်ခိုက်ဆွဲတရင်ကိုတင်ဆက်ပြမှာဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘိုးနဲ့ဝက်လက်မြွနယ်မှာတမ33စစ်ကြောင်းနဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေတိုက်ခိုက်ခံရပြီးတင်ဆောင်သူများကလက်နက်ခဲယံတွေတင်စီရရှိတယ်လို့ရွှေဘိုးခရိုင်တရင်အမတ်996တရင်ကဒီကနေ့ဒီဇင်ဘာလတရနေ့မှာထုတ်ပြန်ပါတယ်။ တိုင်ဝဲဖြစ်စဉ်တွင်အရာနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းကဝက်လက်မြို့နယ်ဆိုင်တိုင်းလင်းကျေးရွာမှာအင်အားတရာခတ်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖက်ကထိခိုက်တေဆုံးမှုတွေများတာကြောင့်ရွှေဘိုတပ်ကနေဟောင်းဝင်းစာနဲ့19ကျင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနကျုံနာမခါခါဂျိုင်းရိုကော်ပရာ3စီးနဲ့လေကြောင်းပစ်ကူပေးခဲ့တယ်လို့ဖော်ပြပါတယ်။အဲဒီနောက်ညနေပိုင်းမှာရွှေဘိုမန္တလေးလမ်းမအတိုင်းတမ33လောက်ခန့်အင်အား90ပါထောက်ဖို့စစ်ကြောင်းကိုဖျက်နှောက်တိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်။ ဒုံနဲ့မြေပြင်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်မှုကြောင့်စစ်ကြောင်းပြက်ကရွှေဘိုတောင်ပတ်မုတ်ပေါကုံထောက်ပေါ်စစ်ကြောင်းပြက်နေဆုတ်ခွာသွားခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား30ခန့်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရတယ်လို့အမတ်ကိုခွန်36တပ်ရင်းကထုတ်ပြန်ထားပါတယ်။ဒါအပြင်ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်းအမတ်ကိုခွန်36တပ်ရင်းတထောင်ပုံနဲ့ရွှေဘိုဘက်ကပါရဲဘော်တအူးစာဆောင်ခဲ့ရပါတယ်။ တိုက်ပွဲအတွင်းမှာ MA1 ငါးလက် MA2 နှစ်လက် MA3 နှစ်လက် MA4 တစ်လက် RPG တစ်လက် RPG အတိ73မူ60မမ9ဖူး RPG ပို့ကြီး9တောင်းဂျီပေါ72ပေါင်းအီနာက9ဖူးနဲ့ဘုံနှလုံးသိမ်းဆည်းရရှိခဲ့တယ်လို့ဖော်ပြပါတယ် ဝက်လက်မှာထိုင်ချထားတဲ့နေရာတိုက်ခိုက်ခံရလို့ရွှေဘုံနဲ့ဘုံဘွယ်ရွာဘက်ကိုစကားစကားပြန်ဆုတ်တယ်။အဲ့ဒီပြန်ဆုတ်တဲ့တက်ကိုရွှေဘုံကနေတမတ်330ကျောင်းကစစ်ကူပေးဖို့လိုက်လာတာ။အဲ့ဒီမှာကြားဖြတ်တိုက်ခိုက်ခံရပြီးစကားစတွေတေးကြတာလို့ဝက်လက်မျိုးနယ်စည်ရင်တရင်ရင်မြစ်ကပြောပါတယ်။အစိုးရတိုက်ပွဲကိုရွှေဘုံခရိုင်တရင်15စစေ2326 9936တူကဲတာဝီကန်ဝက်လက်ရွှေဘုံမြို့နယ်ပကဖောင်တပည့်ရင်ပကဖောင်အဖွဲ့တွင် ဒေသခံတိုင်းနဲ့ပကဖာများဒုံအဖွဲ့တွေနဲ့မဟာမိတ်အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ကြမှာဖော်ပြပါရတယ်။နိုဝင်ဘာလ13ရက်ကလည်းဝက်လက်မြို့နယ်ဆိုင်းနိုင်ခွေမှာတမ330ကျောင်းတိုက်ခိုက်ခံရပြီးတေဆုံးသူ35ဝန်းကျင်နဲ့လက်နက်30ကျော်အပါအဝင် KN များစွာကုန်တော်လှန်ရေးတပ်ဖွဲ့တွေကတင်စီရရှိခဲ့ပါတယ်ရှင်။